တော်ဝင်ယူလျောက်ဆိုတဲ့ပုံစံဖြစ်ပါတယ်။ကိုရှိရှိတော့ကတဲ့အိန္ဒိယနိုင်ငံကကသီလာပြည်နယ်မှာဒိတာဘောမခါဆရာကြီးစီမှာချမ်းသာကျော်ရတဲ့မိသားစုတွေကနေပြီးတော့လူငယ်၄ယောက်ကတက္ကသိုလ်ပညာကိုလာပြီးသင်ရတယ်။သူတို့ဟာသူတို့အာသာချက်တွေအရမတူညီတဲ့ပညာရက်လေးမျိုးကိုသင်ရတယ်တဲ့။တယောက်ကဒိတာပညာနဲ့အကောက်ချင်းကိုသင်ယူတယ်တဲ့။ နောက်တစ်ယောက်ကစေပညာနောက်တစ်ယောက်ကနခတပိရပညာနောက်ဆုံးတစ်ယောက်ကကြတော့ဒသနိကပိရပညာကိုသင်ယူတယ်တဲ့သုံးပြလုံးလုံးသူတို့ပညာသင်ကြားလာပြီးတော့နောက်ဆုံးမှာသူတို့ဟာသူတို့ရဲ့ပညာရက်တွေမှာကျွမ်းကျင်တယ်လို့ဥစားခံရပြီးတော့ဘုံခတ်ကြီးကိုနှုတ်ဆက်ပြီးတော့မိမများစီကိုပြန်ဖို့ခြံရောက်လာရဲ့နှုတ်ဆက်လက်ဆောင်လေးနဲ့ဘုံခတ်စီကြီးကသူတို့ကိုချက်ပြုတ်ဆားတော့ကိုဦးသလုံးနဲ့ဆန်ချုပ်ကိုပြေးလိုက်ရဲ့တကယ်လို့အဲမရောက်ခင်မှာ တို့ရဲ့ရိတ်ပိုင်းလျှောက်တွေကုံလာလို့ရှိရင်ချက်ပြုတ်သာတော့ဘူးပေါ့ဆရာကြီးကတို့ကိုနောက်ဆုံးမှစကားလဲမှားလိုက်တယ်တဲ့မင်းတို့မှတ်သားထားကြပါမင်းတို့လေးယောက်ဟာကိုတင်ယူရတဲ့ပညာရည်တွေမှာတကယ်ကိုကျွမ်းကျင်ကြပြီမဲ့အခြေလေးနဲ့အချိန်ခါကိုလိုက်ပြီးတည်တော်အောင်မစီမံမဆောင်ရွက်နိုင်ဘူးဆိုရင်မင်းတို့ခမင်းနဲ့မြေငှက်တွေရလိမ့်မယ်လို့ပြောတယ်တဲ့ကျန်ကြီးပြောတဲ့စကားရဲ့အသေးပဲကိုပြီးဝနားမလည်ပြီမဲ့သူတို့ဟာယူတည်စွာနဲ့ဦးညွှန်းပြီးတော့ သူတို့ရဲ့အိမ်ပြန်ခီးစဉ်ကိုစတင်ကြရဲတဲ့။ရန်နေငယ်ကြပြီးတော့သူတို့ရဲ့ရိတ်ခါကြောက်တွေကကုန်သွားပြီးပုံမှုခါကြီးပေးတဲ့ဦးနဲ့ဆန်ကိုတောင်းမှုဖြစ်လာတယ်တဲ့။အဲဒီတော့သူတို့ကစဉ်းစားမိတယ်။အော်ငါတို့ဆရာကြီးကဘလောက်ညုံညင်ရှိလဲဆိုတော့နောက်တော့သူတို့ချက်ပြုတ်စားသားဖို့လောက်ကြရဲတဲ့။ဆန်ကတော့၄ယောက်သာလောက်ဝင်တယ်။ခင်ရလူတွေဆိုတော့သူတို့မဲနှိုက်ပြီးတော့တောင်းဝန်တွေခွေးဝေးကြတယ်တဲ့။